YouTube Guide လို့တို့ရှင် အပိုင်း၁ Gmail Security ကြိုတင်ပြင်ဆင်ခြင်းမင်္ဂလာပါ ZD4 U ကနေကြိုဆိုလိုက်ပါရယ်ဗျာအရင်တုန်းကကျွန်တော်တို့တွေပြည်တွင်းကဖြစ်ဖြစ်ပြည်ပကဖြစ်ဖြစ် Gmail ကောင်ရှိတာနဲ့ YouTube Channel တန်းဖွင့်ပြီးအစီအပြေသွားတာပါပဲအခု2025မှာတော့အတော်လေးခက်ခဲလာပါပြီအများစုမသိတဲ့ပြဿနာလေးကနောက်ကွယ်မှာရှိနေတယ်လို့ပြောရမယ်ဗျ Channel တလေးကောက်ဖွင့်ပြီး logo တွေတင် memory chain အကုန်လုတ်ပြီးပြီ ဗီဒီယိုလေးစတင်မယ်ဆိုတော့မှပြဿနာကဘယ်နားမှာရှိနေတယ်လဲဆိုရင် YouTube ရဲ့ Advanced Feature ကိုဖွင့်ပေးရမယ့်နေရာမှာ Video Verification and Valid ID တင်ရမယ့်နေရာမှာပါတာပါပဲဗျာအဆိုးဆုံးဖြစ်တာကတော့မြန်မာပြည်တွင်းကမြန်မာဖုန်းတွေသုံးပြီး Verify လုပ်ထားတဲ့အကောင့်တွေမှာဖြစ်များပါတယ်အဲ့လိုဖြစ်တဲ့အခါကျတော့ Channel History တစ်ခုပဲတိစောက်ရမယ့်အတိုင်းအတာဖြစ်သွားတော့၃လကြာလဲမပွင့်သေး၄လကြာလဲမပွင့်သေးပဲနဲ့လုတ်ချင်ကင်းစိတ်ပျောက်ပါတယ် တကယ်တမ်းဆိုရင် advanced features နေရာကိုဝင်လိုက်တဲ့အခါအခုပုံတွေကမြင်ရတဲ့အတိုင်းရွေးချယ်စရာအနေနဲ့ video verification and valid id ပြီးတော့ channel history သုံးခုလုံးရှိနေရမှာပါအဲ့လိုတွေမဖြစ်ရအောင်အခြေခံအကြဆုံး gmail info and security ဘိုင်းကိုစပြီးတော့ပြင်ဆင်ကြရအောင်ပါနံပါတ်1ကတော့ပြည်တွင်းမှာနေတဲ့ညီကိုမောင်နှမများအတွက် time sim card တကတ်တော်လိုအပ်မယ်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေကိုအကူအညီတောင်းပြီး711 site နေပြင်ပကတရားဝင်အကြောင်းဆိုင်နေမှာဝေခိုင်းပြီးသုံးလိုက်ပါ တခြားပြည်ပနိုင်ငံကညီကိုတွေကတော့သက်ဆိုင်ရာ SIM ကတ်ကိုသုံးပေါ့ဗျာအခုဒီဗီဒီယိုလေးမှာတော့ထိုင်း SIM ကတ်ကိုအသုံးပြုထားပါတယ်ကဲ ready ဖြစ်ပြီဆိုရင် Gmail information လေးပြောင်းမှုသွားရအောင်ဗျာဝင်ရမယ့် link ကိုတော့ description မှာထည့်ပေးထားပါတယ် personal info တွေကကိုယ့်ရဲ့ basic info တွေမှာကိုယ့်ရဲ့မှတ်ပုံတင် passport တွေကအချက်လက်အမှန်တွေအတိုင်းနာမည်မွေးနေ့မွေးရက်ဖြည့်ပါ contact info တွေမှာအပေါ်ကပြောထားတဲ့ဖုန်းနံပါတ်တွေသုံးပြီးတော့ profile လုပ်မယ် recovery email ထည့်မယ် ။ Dowry ပြီးပြီဆိုရင်တော့အရေးကြီးတဲ့ security တွေကိုဆက်သွားရအောင်ပါ။ two step verification ဖွင့်ပါမယ်။ authenticator app သုံးပါမယ်။ကျွန်တော်ကတော့ Google authenticator ကိုသုံးပါတယ်။ဖုန်းပြတ်သွားရင်တော့ email တိရာနဲ့တခြားဖုန်းတစ်လုံးနဲ့ login ဝင်လာရင် authentication code တွေအားလုံးငကိုတိုင်းပြန်ရနိုင်တာကြောင့်ပါ။ဒုတိယအနေနဲ့ဖုန်းနံပါတ်ကိုအရန်သုံးပါမယ်။အပေါ်မှာပြောခဲ့တဲ့အတိုင်းကျွန်တော်တို့ဝယ်ထားတဲ့ဖုန်းနံပါတ်ကိုထည့်သုံးပါမယ်။ နောက်ဆုံးတစ်ချက်ကတော့ bucket coach တွေထုတ်ပြီးလုံခြုံတဲ့နေရာမှာတင်ထားဖို့ပါပဲ bucket coach ဆိုတာက authenticator နဲ့ဖုန်းနံပါတ်ဘလို့မှသုံးလို့မရတဲ့ချိန်သုံးလို့ရတဲ့ code တွေဖြစ်ပါတယ်ဒါရီအလုံးပြင်ဆင်ပြီးသွားပြီဆိုရင်တော့မိတ်ဆွေဟာ YouTube log တွေကိုလုံခြုံရင်းအပြည့်နဲ့ဝင်ရောက်ဖို့အဆင်သင့်ဖြစ်နေပါပြီဒီအကြောင်းအရာလေးကိုဘာလို့အပိုင်းတစ်အနေနဲ့ဦးစားပေးစပြောရတယ်လဲဆိုရင်အခြေခံအကြဆုံး security ကိုဂရုမစိုက်ဘဲ channel တွေဖွင့်အသင့်တွေအောင်မြင်ပြီဆိုတော့မှ Gmail ကောင်ဝင်မရတော့လို့ ဂျီမေးအခိုးခံရလို့ channel ကြီးပါပါသွားတယ်ဆိုတဲ့အဖြစ်ပြက်တွေအများကြီးမြင်ခဲ့ရပြီမို့လို့ပါပဲ။ဒါကြောင့် online မှာငွေရှာရမယ်ဆိုရင်ကိုယ့်ရဲ့ security ဘိုင်းကအရေးအကြီးဆုံးဖြစ်လို့ဦးစားပေးတင်ဆက်လာရပါတယ်ခင်ဗျာ။အပိုင်းနှစ်မှာ channel သစ်စတင်ဒီဆောက်မယ့်အပိုင်းကိုဆက်လက်သွားကြတာပေါ့ဗျာ။